ာနိုင်ငံသူနိုင်ငံသားအပေါင်းဘီရက်နေရဲ့အတွေ့အကြုံကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံးချုံအေးချမ်းကြပါစေလို့ PPTV ဖွယ်သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီနေ့နိုဝင်ဘာလ6ရက်ကြာတာပြင်းနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဂျာကာလာဒေတန္ဒရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်ခဲ့တဲ့သတင်း နယူးဇီလန်လွှတ်တော်ကအကြဖက်စစ်တပ်ကပြုလုပ်မဲ့ရေကောက်ပွဲကိုအတူရောင်ရေကောက်ပွဲအဖြစ်အတည်ပြုလိုက်တဲ့တဲ့တင်။သခိုင်းတိုင်းမှာအကြဖက်စစ်တပ်တပ်ဖြတ်မှုကြောင့်တပတ်အတွင်းပြည်သူ40ခန့်သေဆုံးခဲ့တဲ့တဲ့တင်။ပေါင်နယ်ကိုစစ်ကြောင်းထုတ်ဝင်ရောက်နေတဲ့တပ်မ69စစ်ကြောင်းမှလက်နက်တွေနဲ့အတူထွက်ပြေးလာတဲ့တပ်သား2ဦးကိုပောက်ပကဖကဖမ်းမိခဲ့တဲ့တဲ့တင်။အောက်တိုဘာစတုထဘတ်အတွင်းအကြဖက်စစ်အုပ်စုကိုစွန့်ခွာပြီး စစ်သားရဲနဲ့ပြည်သူစစ်၅ဦးအလင်းဝင်လာတဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်တော်လိုင်းရေးဆန္ဒပြလူလူတပိတ်တဲ့နေပဲဖြစ်ပါတယ်ရှင်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့ဂျာကာလာဒေသနာရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မကွေးတိုင်းပြည်သူအုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့ပဲဖြစ်ပါတယ်ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရဂျားကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မကွေးတိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆောင်ဆွေးနွေးပွဲအစည်းအဝေး22မြန်ဆောင်2025ကိုနိုဝင်ဘာလ9ရက်မွန်လယ်3နာရီမှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာဂျားကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းရေးမှုအဖွဲ့ဝင်လျှက်စနေစွမ်းအင်ဝင်ကြီးဌာနအတွဲဘက်အတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ ဆက်လက်ပြီးမြို့နယ်တွေရဲ့အာဇနာတင်သွင်းဆွေးနွေးမှုအပေါ်သက်ဆိုင်ရာဝန်ကြီးဌာနတွေကပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။အဆိုပါအစည်းအဝေးကိုအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့မကွေးတိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုလူမှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ နယူးဇီလန်လွှတ်တော်ကအကြံဖက်စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲကိုအတူအယောင်ရွေးကောက်ပွဲဖြစ်အတည်ပြုလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။နယူးဇီလန်လွှတ်တော်ကအကြံဖက်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအတူအယောင်ရွေးကောက်ပွဲဖြစ်သတ်မှတ်ရေးအဆိုကိုနိုဝင်ဘာလ9ရက်နေ့မှာကန့်ကွက်သူမရှိဘဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။အစွန်နဲ့ပတ်သက်ပြီးနယူးဇီလန်အစိုးရ ငကြာရေးဝန်ကြီးရဟွန်ဝင်းစတွန်ပီတာကအကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအတုရောင်သာဖြစ်တယ်လို့လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံကြောင်းလွှတ်တော်မှလာရောက်ထွက်ဆိုခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါ်စင်မာအောင်ကနယူးဇီလန်အစိုးရနိုင်ငံခြားရေးဝန်ကြီးကလွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံတယ်ဆိုတာနဲ့အကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအတုရောင်သာဖြစ်လို့စေအုပ်စုအနေနဲ့နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးဖို့လိုတယ်လို့ပြောပါတယ်။ ထအပြင်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မြမရေးဆုံးဖြတ်ချက်နဲ့အာဆီယံသဘောတူညီချက်၅ချက်ကိုလည်းအကောင့်ထည့်ဖော်ဖို့ပြောကြားခဲ့ပါတယ်။ပြည်အောင်စုဝင်ကြီးဒေါ်စင်မအောင်ကနယူးဇီလန်နိုင်ငံသားရေးဝင်ကြီးရဟွန်ဝစ်စတွန်ပီတာကလည်းလွတ်တော်ရဲ့ဆုံးဖြတ်ချက်အဆိုကိုလက်ခံကြောင်းစစ်တပ်ရဲ့ရွေးကောက်ပွဲမှာအတုအယောင်သာဖြစ်ပြီးစစ်တပ်အနေနဲ့နိုင်ငံရေးကျင်းသားများကိုလွှတ်ပေးရမည်ဖြစ်ကြောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြမရေးဆုံးဖြတ်ချက်နဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်ကိုအကောင်အထည်ဖော်ရမည်ဖြစ်ကြောင်းလွှတ်တော်မှာလာရောက်ထွက်ဆိုသွားတဲ့သတင်းရဲ့နောက်ွယ်မှာစ조사အားထုတ်မှုတွေရှိနေတာကတော့အသေးချာပါပဲ။နောက်ထပ်လည်းမြင်တွေ့ရအောင်ဆက်စ조사နေပါတယ်လို့၎င်းရဲ့လူမှုကွန်ရက်အစမျက်နှာမှာပြောကြားထားပါတယ်။ ဒီဆုံးဖြတ်ချက်နောက်မှာတော့နယူးဇီလန်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့မြန်မာပြည်သူတွေနဲ့အတူယက်တီမှုကိုကျေးဇူးတင်ကြောင်းနဲ့နယူးဇီလန်ရောက်မြန်မာအရေးလှုပ်ရှားနေသူတွေရဲ့ကြိုးပမ်းမှုတွေပါဝင်နေတယ်လို့သိရကြောင်းဒီလိုရလတ်ကောင်းမြင်ရဖို့မမြင်ရတဲ့စ조사အထောက်မှုတွေကဒုနဲ့ထန်နဲ့ရှိနေတာကြောင်းအခုလိုကျေးဇူးတင်ကြောင်းပြောကြရတာဖြစ်ကြောင်းနဲ့ရလတ်တွေ့ရတာဝမ်းသာပွဲဖြစ်တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ IPU Inter Parliamentary Union 152ချိန်မြောက်အစည်းအဝေးမှာလဲ CRPH ကိုယ်စားလှယ်တွေကမြန်မာပြည်သူအတံကိုနိုင်ငံတကာမှာထပ်မံတင်ပြခဲ့ကြပြီးနယူးဇီလန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့တွဲဆောင်ဆွေးနွေးခဲ့တဲ့ပုံတွေကိုလည်းမျှဝေခဲ့ကြပါတယ်။စကိုင်းတိုင်းမှာဂျပန်စစ်တပ်တပ်ဖြတ်မှုကြောင့်တပတ်အတွင်းပြည်သူ40ခန့်တေဆုံးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ အကြပ်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်တပတ်အတွင်းပြည်သူ40ခန့်တင်ဆုံးခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကွန်ကြီးစောင့်ရှောက်ရေးအသင်း AAPP ကမနေ့ကထုတ်ပြန်ပါတယ်။နိုင်ငံရေးကျင်းသားများကွန်ကြီးစောင့်ရှောက်ရေးအသင်း AAPP ကကောက်ယူထားတဲ့သတင်းအချက်အလက်များအရ2025ခုနှစ်အောက်တိုဘာလ1ရက်နေ့မှနိုဝင်ဘာလ5ရက်နေ့အထိစကိုင်းတိုင်းမှာအကြပ်စစ်အုပ်စုကြောင့်အမျိုးသမီး9ဦးနဲ့အမျိုးသား30ဦးစုစုပေါင်း39ဦးတင်ဆုံးခဲ့တာကိုအမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ဖော်ပြပါဗျာ။ အဲ့ဒီထဲမှာအသက်16နှစ်ယောက်ကလေးငယ်17ဦးပါဝင်တယ်လို့ဆိုပါရယ်။တည်ဆုံးသူတွေထဲမှာ26ဦးကအကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အများဆုံးတည်ဆုံးခဲ့ရတယ်ဆိုတာနဲ့အလားတူအဆိုပါကာလအတွင်း၎င်းတည်တောက်မှာပဲအတီးပြုတ်အန်လိုအပ်နေစေတည်ဆုံးသူအရက်သား38ဦးရဲ့ဇင်းကိုလည်းတီးခြားကောက်ယူစုဆောင်ပြီးအတီးပြုတ်နိုင်ရန်ဆောင်ရွက်နေရလို့လည်းအတည်ပြုထားပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ2ရက်မနက်ပိုင်းမှာသခိုင်းတိုင်းချောင်းဦးမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးမှုရုံးမှာထိုင်ချတပ်ဆွဲထားတဲ့အကြံဖက်စစ်အုပ်စုကလက်နက်ကြီးတွေနဲ့ချောင်းဦးမြို့နယ်ငလုံးတင်ကြီးရွာအတွင်းကိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်မတ်တိန်တိန်အောင်ခေါ်ညိုချောနဲ့မယုံမမီခိုင်တို့နှစ်ဦးကိုကြီးစားထိမှန်တေဆုံးခဲ့ပါတယ်ရှင်ပောင်နယ်ကိုစစ်ကြောင်းထိုးဝင်ရောက်နေတဲ့တပ်မ69စစ်ကြောင်းမှလက်နက်တွေနဲ့အတူထွက်ပြေးလာတဲ့တပ်သား2ဦးကိုပောက်ပကဖကဖမ်းဆီးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းစိတ်ဖြူမြို့နယ်ကနေပေါင်းမြို့နယ်ကိုစစ်ကြောင်းထိုးဝင်ရောက်နေတဲ့တပ်မ69စစ်ကြောင်းမှလက်နက်တွေနဲ့အတူထွက်ပြေးလာတဲ့တပ်သား2ဦးကိုပောက်ပြည်သူကာကွယ်ရေးအဖွဲ့ကဖမ်းဆီးရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ပခုတ်ကိုခရိုင်စိတ်ဖြူမြို့နယ်ကပါကာစနှစ်နှစ်မှပေါင်းမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးလာတဲ့တပ်မတော်တပ်မ69လောက်ခန့်တပ်ရင်း3ရင်းအနက်မှတပ်သား2ဦးကိုနိုဝင်ဘာလ9ရက်ကပေါင်းမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ကဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဖန်ဆီးခံရသူတွေကတော့ခမာယ109တက်ရင်နဲ့ခမာယ419တက်ရင်လောက်ခံတပ်သား2ဦးဖြစ်ပြီးစစ်ကြောင်းထဲကနေထွက်ပြေးလာသူတွေဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါတပ်သား2ဦးနဲ့အတူ RPG တလက်အဖူ၄ဖူ MA4 တနတ်တလက်50မမအသီး7လုံးလက်ပစ်ပုံး2လုံး 5.5C 100တောင်းနဲ့ G3G 16တောင်းတို့ကိုပါဖန်ဆီးရရှိနိုင်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိပေးထားပါတယ်။ ေါ့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအကြမ်းဖက်ဆဲအုပ်စုတပ်တွေစစ်ကြောင်းထိုးဝင်ရောက်နေရာကြောင့်ပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့တိုက်တွန်းထားပါတယ်ရှင်။အော်တိုဘတ်စတုထပတ်အတွင်းအကြမ်းဖက်ဆဲအုပ်စုကိုစွန့်ခွာပြီးစစ်သားရဲနဲ့ပြည်သူ့စစ်ကောင်ဦးလင်းဝင်လာခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ အော်တိုဘတ်စတုဒ္ဓဘတ်အတွင်းဂျပန်ဆဲအုပ်စုကိုစွန့်ခွာကအလင်းဝင်လာတဲ့စစ်သားရဲနဲ့ပြည်သူစစ်၅ဦးရှိပြီးစစ်တုံးဖမ်းအဖြစ်ဖမ်းဆီးရမိသူ၁၀ရှိတယ်လို့ပြည်သူ့ဗန်နိုင်ထံကသိရပါဗျ။အလင်းဝင်ပူးပေါင်းလာတဲ့စစ်သား၅ဦးနဲ့၄ဦးမှာအာရမစစ်မှုတန်းစုဆောင်ခံရတဲ့တပ်သားအသစ်များဖြစ်ပြီးချင်းပြည်နယ်မှာစစ်သား၂ဦး၊စကိုင်းတိုင်းမှာစစ်သား၃ဦးတို့ပပြောင်းခုလုံခဲ့ကြတာပါ။တိုက်ပွဲအတွင်းစစ်သုံးဖမ်းအဖြစ်ဖမ်းဆီးရမိသူ၁၀ဦးရှိပြီးမန္တလေးတိုင်းမှာ၉ဦးနဲ့တနင်္သာရီတိုင်းမှာပြည်သူစစ်၁ဦးတို့ဖြစ်ပါတယ်။ ဒီနေ့ဇန်နဝါရီလမှအောက်တိုဘာလစတုတ္ထဘက်အထိအလင်းဝင်ပူပေါင်းတဲ့လက်နက်ချစစ်သုံးပန်းစုစုပေါင်း2146ဦးထိရှိခဲ့လို့ပြည်သူ့ပန်းနိုင်ကထုတ်ပြန်ထားပါတယ်ရှင်။ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ချိန်မုံရီလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ရှမပင်မြို့နယ်မှာနောက်ပြန်မလှည့်ခြင်းဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအတူရောင်ရေးကောက်ပွဲဆန့်ကျင်ရေးနဲ့အကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြန်မလှည့်ခြင်းဒီတော်လန်ရေးတပိတ်စစ်ကြောင်းဆိုတဲ့စကားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရှမပင်မြို့နယ်မှာအောင်လန်လွင့်မီထောင်သွင်းနေတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူတပ်ခွင့်မပေးတဲ့စကားကင်ဆယ်ပြီးအတူရောင်ရေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မီဒေါင်းသွင်းနေတဲ့ပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စကားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရင်းမပင်မြို့နယ်မှာရင်းမပင်မြောက်ချမ်းကျေးရွာမြာတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြတဲ့ပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကရင်းမပင်မြောက်ချမ်းကျေးရွာမြာတပိတ်စစ်ကြောင်းဆိုတဲ့စကားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ဆန္ဒပြတော်လှန်ပြည်သူတွေကနေမြေမြိန်တက်မှုကြားတွေကနေပဲအကြပ်ဖက်စစ်တဲ့ကြာဆုံးရင်ဆန္ဒပြတဲ့ဘိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်ရှင်ပြည်သူလူထုပေါင်းတဘာဝဘယ်လူလုံးဘေးဆိုတဲ့ဘေးနဲ့တွေကနေခင်ဝင်နိုင်ကြပါစီရှင်ကျေးဇူးတင်ပါတယ်ရှင်